မင်္ဂလာပါကျွန်တော်ဒီနေ့လုပ်ပေးမယ့် tutorial လေးကတော့ဗညာဟန်ရဲ့နားလည်ပြီးဆိုတဲ့နေ့တခြင်းလေးဖြစ်ပါတယ်ဒီခြင်းကိုချာချာလေးနဲ့တန်ပို130တီးလို့ရပါတယ်သူ့မူရင်းကီးကတော့ A flat ပါကျွန်တော်ကထုံးစံတိုင်း C နဲ့ပဲတီးပြပါမယ် intro ကိုသူက rhythm လေးနဲ့ bell လေးနဲ့သွားတယ်ကျွန်တော်ပုံမှန် piano လေးနဲ့တီးလို့ရပါတယ်နော် နော် piano only တဲ့တီးလိုက်ရတယ်ဒီဘက်က chord လေးပဲကင်ပါနော်ဒီဘက်က C ကင်ပဲဒီဘက်က do ဒီ do ဒီဆိုလက်သန်းလေးရနေစာတီးလိုက် do ဒီ do ဒီဆို fa si la so do ဒီ do ဒီဆိုပြီးသွားရင်လာလေးလက်မောက်လာကိုလက်မောက်ဝင်မယ်လာ do mi re လက်သန်းလေးနဲ့စာတီးမယ် do ဒီ do ဒီဆို ဖာဆိုလာဆိုဖာကိုလက်မဝင်လိုက်မယ်ခုနတိုင်းမဲ့ဒိုဒီဒိုဒီဆိုဒီမှာလာအောက်ကဝင်လိုက်မယ်လာဒိုမီရေလာအောက်ကဝင်လိုက်ပြီးတော့လက်ညိုးနဲ့ဒိုမီလက်တွေရေကိုလက်ခလဲနဲ့ကြာဖုံးတယ်ဒါလေးဒီဘက်က piano call လေးနဲ့ပဲဒီလို့ရတယ် ော်ဒီမယ်အော်ဒီယိုနေရာမှာ distortion guitar နဲ့တီးရမယ်ရင်းဆုံးကျွန်တော်လက်ပုံစံကို piano လေးနဲ့ချက်တီးပြမယ်တူနဲ့တူအန်နဲ့စမယ်မီရေမီဆိုမီဒိုဒီဒိုလာမီရေမီဆိုမီလက်ညှိုးလေးနဲ့ဒုံဝင်လိုက်မယ်တီကိုလည်းလက်မနဲ့ပဲလာကိုလည်းလက်မလေးနဲ့ပဲသွားလိုက်မယ်မီရေမီဆိုမီဒိုဒီဒိုလာ မီရေမီဆိုမီမီယာ4 off နော်အားလေးသတိထားပါမီရေမီဆိုမီဒိုဒီဒိုလာမီရေမီဆိုမီဒီကကြတော့ရေဒိုဒီလေးရေဒိုလက်မကြီးသွားရင်လက်ညှိုးလေးနဲ့ကြော်လိုက်ရေဒိုဒီရေဒိုလေးသွားလိုက်ပါရေဒိုဒီလက်တွေနဲ့ရေမှာပြန်ဆုံးလိုက်ပြီးသွားရင် မိရေမိဆိုမိနဟာပဲဒိုတီဒိုလာဒီမိရေမိဒီကဆိုလမနဲ့သွားမယ်မိရေမိဆိုဒိုလာကျွန်းနဲ့ကြားလိုက်ပြီးတော့တီလာလာဆိုအစင်လိုက်ပဲဒါလေးကိုအနည်းပြန်ပြီးပြမယ် လေးကိုကျွန်တော် style နဲ့တီးလိုက်မယ်။သူကတော့130ကျွန်တော်မှတ်လွယ်အောင်90လောက်နဲ့ပဲတီးလိုက်မယ်။1 2 3 4 ါပထမပိုက်ကိုဝင်မယ်ဒါလေးကိုကျွန်တော် original tempo နဲ့တစ်ချက်တည်းတီးပြမယ် first day ကတော့ဒါပဲဒါကိုအဆုံးလေးမှာကျွန်တော် description ပြန်ဝင်မယ်ကျွန်တော် bus နဲ့အဲဒီ description solo အတူလေးနဲ့ကိုဒီပြမယ် ဒီ vast နဲ့ဒီ distortion အတိုလေးနဲ့၄ပါးနဲ့ကိုနှစ်ခါတီးမယ်နှစ်ခါတီးပြီးရင် chorus byte ဝင်မယ် chorus byte မှာအတိုလေးတွေပါတယ်အတိုလေးတွေရောသူက string နဲ့တီးရမှာ၆ပါးမြောက်ရဲ့2ရဲ့2အန်ဆာမယ်လာတီးလာတီးလာဆိုလက်ညှိုးလေးနဲ့ပဲတီးလိုက်မယ် piano လုံးတည်းနဲ့တီးလိုက်မယ်နော်လာတီးလာတီးလာဆိုလက်ကလေးနဲ့ fee so fee me ပြီးရေကိုလက်မနဲ့ပဲသွားလိုက်မယ်ရေလက်ညှိုးလေးကြော်မယ်ရေဒိုပြီးလက်မောက်မိဝင်လိုက်ပြီးဆုံးအဲ့ဒါအဲ့ပထမကြောင်းကလည်းနှစ်ခါတီးမယ်ပထမကြောင်းနှစ်ခါတီးပြီးဒုတိယကြောင်းမှာဒုတိယကြောင်းရဲ့သုံးပါးမြောက်မှာ ဆိုဖီမီရေဒိုဒီမီရေမီဆိုတာကိုအစင်းလိုက်ပဲသွားလိုက်မယ်လက်တကြွနဲ့စမယ်ဆိုဖီမီရေဒိုဒိုလက်ညှိုးနဲ့ဝင်လိုက်မယ်လက်မနဲ့တီးကိုဝင်မယ်ဒိုဒီပြီးရင်လက်တကြွနဲ့မီရေမီ တံပိုလေးနဲ့ဒီလိုက်မယ်ကျွန်တော် chorus လေးကိုတစ်ချက်ဒီပြမယ် ါပြီးသွားရင် तू က verse ကိုတစ်ခေါက်ပြန်ဆိုမယ်ဆိုပြီးရင် solo သွားမယ် solo ကဆက်ဆိုဖုန်းလေးနဲ့ကျွန်တော် piano လေးနဲ့ရင်တစ်ခေါက်ဒီပြမယ်လွယ်ပါတယ်ဒီကောင်လေးကမီရေမီဆိုမီရေတို့မီကိုကျွန်တော်လက်ကလေးနဲ့သွားလိုက်မယ်ပြီးရင် so far မီတို့လာဆို lao ကျွန်တော်လက်တန်းလေးနဲ့သွားလိုက်မယ် so fa mi do la so fa so fa mi 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 fa mi re mi fa so mi re do ti do mi re do so fa mi do so fa mi do ပြီးသွားရင်လာကိုလက်တန်းနဲ့ဝင်လာလာ so fa ကိုလက်ခလဲ so လက်ကျဲသွားမယ်ပါပြန်လာမယ် မီ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 ရောလက်ညှိုးနဲ့ဒီကရင်ဖာမီရေမီဖာဆိုမီလက်ခလဲကနေစလိုက်မယ်ဒီအရင်ကပဲရောက်နေတဲ့လက်မီနေနဲ့ထားပြီးတော့ကရင်လက်ခလဲလေးကြော်လိုက်မယ်ဒါ ဆက်ဆော့ဖုန်းဆိုလို့လေးတစ်ချက်ဒီပြမယ်။ ီ distortion intro လေးပြီးသွားရင် A နှစ်ခေါက်ဆိုမယ် chorus ဆိုမယ် B ဆိုမယ်ပြီးသွားရင်ကိုရာကြော်ပြီးတော့အောက်က distortion အတူလေးနဲ့တင်သွားမယ်ဒီ intro ပဲသူကရှေ့လေးပါလေးပေါ့အဲ့ဒါလေးကိုပဲတက်ခါတက်ခါကြော်ဖြည်းဖြည်းတိုးပြီးတော့ဆုံးပြီးတော့တင်သွားမယ်ဒါလေးကိုလိုက်ကြည့်ကြည့်ပါအဆင်မပြေလားမရှိရင်ကျွန်တော် comment မှာပြောခဲ့လို့ရပါတယ်ကျွန်တော်ပြန်ဖြေပေးပါမယ်ကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်